မင်္ဂလာပါရှင်ဇွန်လ17ရက်ဗုဒ္ဓဘုရားရဲ့တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ Okinawa ကျွန်း American Leaders Gang တွင်ပောက်ကွဲမှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံ Okinawa ကျွန်း American Leaders Gang တွင်ဇွန်လ9ရက်ကပောက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း၄ဦးထံရရှိခဲ့တယ်လို့ဂျပန်မီဒီယာများကသတင်းထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာမှာမပေါက်ကွဲခဲ့တဲ့ဘုံများတူလောင်ထရှိတဲ့ဂျပန်အစိုးရပိုင်းအစအုံတလုံးဖြစ်ကြောင်းအိုကီနာဝါကျွန်းတာဝန်ရှိသူများကပြောကြားထားပါတယ်။ဘုံဟောင်းတူလောင်ယုံပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိခဲ့သူများမှာဂျပန်ပြည်ဆောင်တပ်ဖွဲ့ SDF အဖွဲ့မှတပ်ဖွဲ့ဝင်လေးဦးဖြစ်ပြီးလက်ရှိတွင်၎င်းတို့ကိုဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ၏အဆိုအရသိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ငါတော့အမေရိကန်တွင်လွန်စွဲတပ်ဖွဲ့များနဲ့ဆန္ဒပြသူများပဏိပခပုံမပြင်းထန်လာတဲ့တဲ့ဖြစ်ပါတယ်။အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့စ်အန်ဂျလိစ်မြို့ရှိ Edward R. Rival Federal SRON အနီးဇွန်လ10ရက်နေ့ကဆန္ဒပြကန့်ကွက်တဲ့တက်ကြွလှရှာသူများအားရဲရှာရှိများက ဖြိုခွင်းရှင်လျာတွင်ပဏိပခများပုံမပြင်းထန်လာတယ်လို့သိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကအကိုအညီမတောင်းတော့လဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုင်ငံတော်အဆောင်တဖော်ဝင်2000ဆေးလွှတ်ချထားခြင်းအပေါ်အခြေအနေတင်မာနေခြင်းဖြစ်ပါတယ်ထရန်ကတာဝန်ရှိသူများအနာအရှာဖြစ်စေမဲ့မိသည့်ဇနာပြမှု တမမဟုတ်အကြံဖတ်မှုမျိုးကိုမဆိုပုံကံမဲလို့မှတ်ယူထားကြောင်းဆိုထားပါဗျ သူရဲ့ True Social တွင်အကြမ်းဖက်ဆံမီပုံကံတဲ့အုပ်စုများကအစိုးရရဲ့ပြည်နှင်တမ်းမှုများရရန်ကြိုပမ်းမှုအဖြစ် Federal အစိုးရအရာရှိများကိုဝန်ဝန်တိုက်ခိုက်နေကြရလို့ဖော်ပြခဲ့ကြောင်းလည်းသိရပါရရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ American ပြည်ထောင်စု Los Angeles မြို့မှာစတင်ခဲ့တဲ့ဆန္ဒပြပွဲများအခြားမြို့ကြီးတွေကိုပါကူးဆက်လာနေတဲ့သတင်းဖြစ်ပါတယ်။ American ပြည်ထောင်စုမှာလူမှုကြီးကြပ်ရေးအရာရှိတွေရဲ့ဥပဒေနဲ့မညီတဲ့ ပြောင်းရွှေ့နေထိုင်သူတွေကို Los Angeles မြို့မှာစီးနင်းဖန်ဆီးမှုတွေကြောင့်ဇွန်လ6ရက်မှာစတင်ခဲ့တဲ့ဆန္ဒပြမှုတွေက Los Angeles မြို့မှာလည်းဇွန်လ9ရက်ထိဆက်လက်ဖြစ်ပွားနေသလိုနိုင်ငံရဲ့တခြားမြို့ကြီးတွေကိုလည်းကူးဆက်လာတာကြောင့်နိုင်ငံတကာတင်းမာမှုတွေပုံမှန်မြင့်တက်လာလိမ့်မလားဆိုရင်ပေါ်ရအခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။ ဆန္ဒပြသမားတွေကသမရထရန်အစိုးရလူမှုကြီးကြေးရေးအရာရှိတွေရဲ့စီးနှင်းဖန်ဆီးမှုတွေကိုအ ਨੇ စုံနောက်ထပ်မြို့30လောက်မှာ ပြုလုပ်သွားကြဖို့စီစဉ်ထားကြတယ်လို့ဆိုပါတယ်။အခုတည်ဆိုရင်တော့ဆန်ဖရန်စစ္စကိုဆာကရာမန်တိုဟော့စတန်ဆန်အန်တိုနီယို ချီကာဂိုနဲ့နယူးယောက်မြို့တွေမှာတက်ကြလှူရှားသူတွေကပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်အတွင်းစုဝေးဆန္ဒပြခဲ့ကြတာဇွန်လ9ရက်တနင်္လာနေ့မှာတော့ Los Angeles ကဆန္ဒပြသမားတွေနဲ့ပေါင်းစည်းဆန္ဒပြခဲ့ကြကြောင်းသတင်းများကဖော်ပြလာတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ ICC ကိုပြီးတိန်ကရန်ပုံဝင်မပေးတော့တဲ့အပြင်ထွက်မယ်လို့ချိန်ဆောက်တဲ့သတင်းဖြစ်ပါတယ်။ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC အနေနဲ့အစ္စရေးခေါင်းဆောင်တွေကိုဖော်ဝရန်ထုတ်တာနဲ့ပတ်သက်ပြီးပြည်ထောင်ဝန်ကြီးချုပ်ဟောင်းဒေးဗစ်ကင်မရွန်က ICC ကိုရမငွေထောက်ပံ့နေရတွေကိုရပ်တန့်ပြီးအဖွဲ့နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေအကုန်ဖျက်သိမ်းကအဖွဲ့ကနေထွက်မယ်လို့ချင်းချောက်ထားတယ်ဆိုပြီးအရှိအလဲပိုင်းမျိုးလုံး MEE သတင်းဌာနကဖော်ပြထားပါတယ်။ ်အစ္စရေးဝင်ကြီးချုပ်ဗီဇမင်နေတန်ယာဟူနဲ့ကာကွယ်ရေးဝင်ကြီး UF ဂိုလန်တို့ကိုကာဇာပနီပခါမှာဆေးရဆွေမှုတွေကျူးလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ ICC ရှေ့နေဆုံးကာရင်ခန်ကမနေ့ကဖန်ဝရန်ထုတ်ခဲ့ပါတယ်သူတို့နဲ့အတူဟာမက်စ်ကောင်ဆောင်၃ဦးကိုလည်းနိုဝင်ဘာလကဖန်ဝရန်ထုတ်ခဲ့ပါတယ် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်အပါအဝင်၎င်းရဲ့မဟာမိတ်များကအာနာအလွဲတုံစားလုံးမှုဖြင့်ခံအားပေးဆိုအရေးယူမှုများချမှတ်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အနိုင်ကျခံနေရတဲ့အကြောင်းသားကလူအစုလိုက်ပြုံလိုက်ပြစ်ခတ်မှုဖြစ်ရတဲ့အတွင်းအနည်းဆုံး10ဦးသေဆုံးပြီး28ဦးဒဏ်ရာရရှိရတဲ့တဲ့ရင်ဖြစ်ပါတယ်။ ဥရောပအလဲပိုင်းရှိဩစတြေးလျနိုင်ငံတွင်အဆိုအဆုံတနက်ပစ်ခတ်မှုများအနက်မှတစ်ခုဖြစ်အထက်တန်းကျောင်းတစ်ကျောင်းတွင်ကျောင်းသားအချင်းချင်းပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးအနည်းဆုံး၁၀ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်ရတွင်ဇွန်လ၁၀ရက်နေ့နဲ့စနေနိုင်မတိုင်မီအချိန်အနည်းငယ်အလိုတွင်တနက်တန်များကြားအကြောင်းသတင်းများရရှိပြီးတော့ grass မြို့ရှိ ဘော့စထရာရဲ့ရှက်စင်ကပ်အထက်တန်းကျောင်းသို့အထူးတပ်ဖွဲ့ဝင်ရေမြရောက်ရှိစစ်ဆေးခဲ့ရာဖြစ်ရက်အတွင်းကျောင်းသား၈ဦးဆရာတဦးနှင့်ပြစ်ခတ်သူလို့တန်းရရှိတဲ့ကျောင်းသားရဲ့အရှုပ်အလောင်းများကိုတွေ့ရှိခဲ့ရသလိုကျောင်းသား၂၈ဦးလည်းဒဏ်ရာရရှိခဲ့တာကိုတွေ့ရပါတယ်။ တန်တရားရှိသူចောင်းသားတို့ကိုဒေတာရင်းမီဒီယာများကအနိုင်ကျင့်ခံရသူလို့ဖော်ပြခံထားပြီးတော့စာသင်ခန်းနှကန်းကိုပစ်ခတ်ပြီးနောက်မိမိကိုယ်ကိုတက်သေးသွားတယ်လို့ကနေယူဆထားကြောင်းလည်းသိရှိရပါတယ်ရှင်။ပရိသတ်များရှင်ကျမတို့ရှယ်ကုန်မီဒီယာကနေအရှိအလေပိုင်းဒေတာအစ္စရေးနဲ့ဟာမတ်စ်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။